င်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ကျမ်းမာရေးကောင်းမွန်အောင်ဘယ်လိုထိန်းသိမ်းရမလဲဒီကကတော့ကျွန်တော်တို့ကနမက်တစ်အချက်ကကျွန်တော်တို့အစားအသောက်နဲ့အာဟာရဒါကျမ်းမာရေးကောင်းမွန်ဖို့မှာအဓိကကနမက်တစ်ကအစားအသောက်နဲ့အာဟာရပဲအဲ့တော့ကျွန်တော်တို့ကအစားအသောက်မှာကျွန်တော်တို့ကဟိုဝဲဘန်လန့်ဒါရိုက်ပေါ့နော်ဒါရိုက်ဆိုတော့ကျွန်တော်တို့ကဘာတွေပါလဲပေါ့ အဓိကကျွန်တော်တို့ရဲ့ဒီစားတောက်တဲ့နေ့စဉ်အစားအစာမှာကျွန်တော်တို့က macro nutrient နဲ့ micro nutrient ဆိုပြီးနှစ်မျိုးရှိတယ်ကျွန်တော်တို့ macro nutrient ကတော့ကျွန်တော်တို့ကကာဘိုဟိုက်ဒရိတ်လို့ခေါ်တယ်ကစီဓာတ်ပရိုတင်းလို့ခေါ်တယ်အသားဓာတ်ဖက်လို့ခေါ်တယ်အဆီဓာတ်ဒီသုံးမျိုးကကျွန်တော်တို့က macro nutrient လို့ခေါ်တယ် micro nutrient ကတော့ကျွန်တော်တို့ကဗိုက်တာမင်ဓာတ်တွေ mineral လို့ခေါ်တယ် တတုဓာတ်တွေပါမယ်အဲ့တော့ကျွန်တော်တို့ကဒီကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကစီဓာတ်ကိုဘယ်ကရမလဲကျွန်တော်တို့ကအဓိကကျွန်တော်တို့စားနေတဲ့ဆန်ဂျုံပြောင်းဒီကနေပြီးတော့ကျွန်တော်တို့ရတယ်ပြီးတော့အသားဓာတ်ကတော့ကျွန်တော်တို့ကအသားစားရင်ဒါကျွန်တော်တို့အသားဓာတ်ရမယ်ဖက်ကတော့ကျွန်တော်တို့ကစီတွေကနေပါတာဆိုတော့အစီဓာတ်ရမှာပေါ့နော်အဲ့ကနေကျွန်တော်တို့နေချာစီမြေပဲစီဒါပဲစီနှမ်းစီဒီကနေကျွန်တော်တို့စီဓာတ်တွေရမယ်ဒါကတော့အစီဓာတ်ဗိုက်တာမင်နဲ့မင်နရယ်ကတော့ကျွန်တော်တို့က သီးအရွက်အဓိကတော့အသီးတွေအရွက်တွေမှာကျွန်တော်တို့ကဗီတာမင်နဲ့တတ်တူတက်တွေကျွယ်ဝတယ်ဒါကတော့ကျွန်တော်တို့ကဒီအစားအသောက်နဲ့အာဟာရမှာအဓိကဝဲဘဲလန်ဒိုင်ယက်ဖြစ်ဖို့လိုတယ်ဒီမက်ခရိုနျူထရီယန့်နဲ့မိုက်ခရိုနျူထရီယန့်ကိုညှတာအောင် စားသုံးပြရမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကဒီဝဲဘဲလန်ဒိုင်ယက်ပေါ့ပြီးတော့နောက်တစ်ခုက unhealthy items unhealthy items ဆိုတာဘာကြီးပါလဲချိုလွန်းတာငယ်လွန်းတာအဲဒါမျိုးတွေကျွန်တော်တို့အဆီများလွန်းတာ ါမျိုးတွေရှောင်ရမှာပေါ့ unhealthy item ပြီးတော့ b hydrated လို့ခေါ်တယ်ကျွန်တော်တို့ကရေဓာတ်ရေဓာတ်ပေါ့ရေဓာတ်ရှိရမယ်အနေဆုံးကျွန်တော်တို့ကတရက်ကို3လီတာရေတရက်ကို3လီတာတောက်ပေးရမယ်ဒါပေမဲ့ကျွန်တော်တို့ကရေအရန်တောက်လွန်ရင်ရောကောင်းလာတော့ရေအရန်တောက်လွန်ရင်လည်းမကောင်းပြန်ဘူးကျွန်တော်တို့9လီတာအထက်ကြော်လို့မရဘူး9လီတာအထက်ကြော်ရင်ကျွန်တော်တို့ဒီမူးဝေတာအော့အန်တာခေါင်းကိုက်တာအခက်မသိရင်ကျွန်တော်တို့ ကြောက်ကပ်ပါပျက်စီးစေနိုင်တယ်။ဒါကတော့ကျွန်တော်တို့ကဒီအစာအသောက်နဲ့အာဟာရအပိုင်းကနံပါတ်၁အချက်ထဲမှာပါတယ်။နံပါတ်၁ကတော့ကျွန်တော်တို့ရဲ့ physical activity physical activity ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကနေ့စဉ်ကိုယ်လက်လှူရှားလုပ်ပြရတယ်။အနည်းဆုံးကျွန်တော်တို့နိုင်ွက်အတချို့ကတော့15မိနစ်ပြောကျွန်တော်ကတော့ကြိုက်တာနိုင်ွက်လောက်တော့အနည်းဆုံးဒါကိုယ်လက်လှူရှားလုပ်ပြရမယ်။အနည်းဆုံးကျွန်တော်တို့လမ်းလျှောက်တာလောက်တော့လုပ်ပြရမယ်။ အဲတချို့ကြောက်အကျော်လျှော့တယ်အဲတချို့ဟိုကျွန်တော်တို့ဂျင်းနေဆော့တယ် exercise လုပ်တယ်ဒါမျိုးလည်းရတာပေါ့နော်အဓိကတော့အ ਨੇ ဆုံးတော့မလုတ်ပြည့်ရင်တော့ကျွန်တော်တို့ကနိုင်ကွက်လမ်းလျှောက်ပေးရမယ်ဒါကတော့ကျွန်တော်တို့ကနံပါတ်1အချက်အနေနဲ့က physical activity လို့ခေါ်တယ်ဒါကျွန်တော်တို့ကိုယ်လက်လှုပ်ရှားကျန်းမာရေးပေါ့နော်နံပါတ်3ကတော့ကျွန်တော်တို့ရဲ့အနားယူချိန်လူတယောက်မှာကျွန်တော်တို့ကအနားယူချိန်တည်ချထားပေးရတယ် အဲအနားယူတာမှာကျွန်တော်တို့ကဒီဟိုကျွန်တော်တို့တရက်တာမှာကျွန်တော်တို့အနေဆုံးအနားယူချိန်က9နိုင်ဝင်းကျင်တော့ထားပေးရတယ်အဲဒါအဲ့ချိန်ကတက်တက်ပေါ့အဲ့ချိန်ကတော့ကျွန်တော်တို့က10နိုင်ထားပေးမယ်အဲ့တော့တနိုင်လောက်ကိုကျွန်တော်တို့ကအကြံမြင်ဒီအလုတ်လုတ်တဲ့အချိန်ကနေပြီးတော့ဟိုကျွန်တော်ပြန်ရောက်တဲ့အချိန်ဖြစ်ဖြစ်ကျွန်တော်အလုတ်ကနေပြန်ရောက်တဲ့အချိန်မျိုးမှာကျွန်တော်တို့ခဏတာနိုင်ွက်တနိုင်နားပြီးတော့ကျွန်တော်တို့စိတ်ဟိုအနားပေးတာမျိုး န်ဒါမျိုးတွေလုပ်ပေးရမယ်။အန်ပြီးရင်ကျွန်တော်အိတ်ချိန်ကတော့အနေဆုံးကျွန်တော်တို့က9နိုင်ရနေ10နိုင်အတွင်းရှိရမယ်။ဒါကတော့ကျွန်တော်တို့ကအနာယူချိန်ဒါကတော့နံပါတ်3ချက်။နံပါတ်4အချက်ကတော့ကျွန်တော်တို့ဟိုပါပေါ့ကျွန်တော်တို့ဒီ emotion နဲ့ဝဲပြီးရင်ပေါ့နော်။ကျွန်တော်တို့ရဲ့ဒီဟိုစိတ်ပိုင်းဆိုင်ရာကျမ်းမာရေးအဲ့လားလေအရေးကြီးတယ်။ဒါ social and emotion နဲ့ဝဲပြီးရင်လို့ခေါ်တယ်။ အဲအဲ့မှာမှကျွန်တော်တို့ရဲ့ကျွန်တော်တို့ကိုယ်တိုင်ဒီကျွန်တော်တို့ရဲ့စိတ်ကိုအနားယူပေးရမယ်အဲအကောင်းဆုံးကတော့တရားထိုင်တာဒါအကောင်းဆုံးပဲတနေ့ကိုကျွန်တော်တို့10မိနစ်လောက်တော့လုပ်ပေးရမယ်ပေါ့နော်တနေ့ကို10မိနစ်လောက်လုပ်ရင်ဒါကျွန်တော်တို့စိတ်ထဲကအညစ်အကြေးတွေကိုဒါရှင်းထုတ်တဲ့တဘောပဲဒါကျွန်တော်လုံနည်းကိုတော့ပြောပြလိုက်မှာပေါ့နော်ကျွန်တော်တို့ကဒီမှာဟိုရှူသွင်းရှူထုတ်ကျွန်တော်လုပ်ပြီဆိုရင်ဒီတိုင်းရှူသွင်းရှူထုတ်လောက်တာထက်စာရင်အဲကျွန်တော်အခုပြောတဲ့ဒီ အသက်ရှူသွင်းရှူထုတ်နီလန်လေးရတော်တော်လေးထိရောက်တယ်။အဲကျွန်တော်အဓိကတော့ကျွန်တော်တို့444လို့ခေါ်တယ်444ဆိုတာ4စက္ကန့်စီသွားတာ။အဲကျွန်တော်တို့ဒီအသက်ရှူသွင်းလိုက်တယ်4စက္ကန့်ခဏအောက်ထားမယ်။ပြီးရင်ကျွန်တော်တို့က4စက္ကန့်ထပ်အောက်မယ်ပြီးမှအသက်ကိုပြန်ရှူထုတ်မယ်။ဒါကိုကျွန်တော်တို့က444 method လို့ခေါ်တယ်။ဒါကတော့ကျွန်တော်တို့ကအသက်ရှူလေးကျင့်ခန်းမှာကျွန်တော်ကတော့ဒီနည်းလေးကိုအကျိုက်ဆုံးပဲ။အဲကျွန်တော်က inhale 4စက္ကန့်အသက်ရှူ ပြီးရင်ထိန်းထားမယ်၄စက္ကန့်ပြီးရင်ရှူထုတ်ရင်၄စက္ကန့်ဒီနည်းလေးနဲ့တနည်းကို7မိနစ်လုံးဒါကတော့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာဒါအနာယူတဲ့သဘောပဲပေါ့နော်နောက်တစ်ခုကကျွန်တော် exercise ခုနအရှိရပြောတဲ့ exercise ပြန်ပါနေရကျွန်တော်တို့ခန္ဓာကိုယ်ကိုကိုယ့်ဟာကိုယ်လေ့ကျင့်ခန်းတေချာလုပ်ပေးခြင်းအဖြစ်လေဒါကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာကအနာယူပြီးသားဖြစ်တယ်။ဒါကကိုကိုကိုပေါ့နော်။ပြီးတော့နောက်ထပ်တစ်ခုက socially connected socially connected ဆိုတာကကျွန်တော်တို့က family ကျွန်တော်တို့ဒီကျွန်တော်တို့ဒီလူကတယောက်တည်းနေလို့မရဘူးဗောနော်တကယ်ပြောရင်လူမှာလူမှုပတ်ဝန်းကျင်ရှိတယ်ကျွန်တော်တို့အဓိကတော့မိသားစု family နဲ့ socially connected ဖြစ်ကိုဖြစ်ရမယ်တကယ်ပြောရင်တော့ကျွန်တော်တို့ကမိသားစုရဲ့အပြင်မှာကျွန်တော်တို့ရှိမနေရဘူးမိသားစုကိုအချိန်ပေးရမယ်ဒါလည်းအရေးကြီးတယ်ကျွန်တော်မိသားစုကိုအချိန်ပေးခြင်းအပြင်ကျွန်တော်တို့လည်းစိတ်ပိုင်းဆိုင်ရာ emotional well-being ကတက်လာတယ်ပိုပြီးကောင်းလာတယ်အဲနောက်တစ်ခုကကျွန်တော်တို့ရဲ့ဒီဟို တယောက်တည်းဖြစ်မနေဘဲနဲ့ကျွန်တော်တို့လူမှုပတ်ဝန်းကျင်မှာလိုက်ရောညီထွေပါနေရမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါ socially connected ဖြစ်တာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့က positive attitude positive attitude positive attitude ဆိုတာကကျွန်တော်တို့ကအကောင်းမြင်တဲ့ပတ်ဝန်းကျင်အကောင်းမြင်စိတ်ရှိတဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ရှိနေရမယ်အဲအကောင်းမြင်တဲ့လူနဲ့တွေ့ရမယ် positive attitude ရှိတဲ့လူနဲ့နေထိုင်ရမယ်ဒါမျိုးဆိုရင်ပိုကောင်းတယ်ကျွန်တော်တို့ negative energy ရှိတဲ့လူတွေ ਨੇ ဝေးဝေးရှောင်ရမယ်။အဲဒါကတော့ထုံးစံပဲအစိုးမြင်အစိုးမြင်ကျွန်တော်တို့ဝါဒရှိတဲ့လူတွေ ਨੇ ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဝေးဝေးရှောင်ရမယ်။ဒါမှကိုယ့်ရဲ့ကျွန်တော်တို့ဒီစိတ်ပေါ် mind ရဲ့ energy ကပိုတက်လာမယ်။ဒါကတော့ကျွန်တော်တို့က social and emotion နဲ့ဝဲပြီးရင်းထဲမှာပါတာပေါ့နော်။ဒါကတော့ကျွန်တော်တို့နံပါတ်ကျွန်တော်တို့၄အချက်ပေါ့။နံပါတ်၅ကတော့ကျွန်တော်တို့ရဲ့ကျမ်းမာရေးကိုအမြဲတမ်းဂရုစိုက်ရတယ်ပေါ့။ အဲကျွန်တော်တို့အဓိကကျမ်းမာရေးရလဲကျွန်တော်တို့ကမဖြစ်ခင်တည်းကကြိုတင်ဂယုစိုက်ထားမှကျမ်းမာရေးကြီးကြီးမားမားမဖြစ်မှာအဲ့တော့အကောင်းဆုံးကကျွန်တော်တို့က medical check up ကျွန်တော်တို့တစ်နှစ်တစ်ချိန်အ ਨੇ ဆုံးလုပ်ပြရမယ်တစ်နှစ်တစ်ချိန်တော့ check up အ ਨੇ ဆုံးလုပ်ပြရမယ်ကျွန်တော်ဒန်တယ် check up ကတော့6လတစ်ချိန်ပုံမှန်လုပ်ပြရမယ်ဒါလေးတွေလုပ်သွားရင်တော့ကျွန်တော်တို့ကျမ်းမာရေးကဒီထက်ပိုပြီးတော့ကောင်းမွန်လာမှာပေါ့နော် အဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ကျွန်တော်တို့အသွေးတစုံတရာရရှိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အသွေးတစုံတရာရရှိသွားတယ်ဆိုရင်တော့အခုဗီဒီယိုလေးအောက်မှာ yes လို့မှတ်ခဲ့ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ